သူတို့ခက်ခဲတော့ဘာဘာပြောဒီအတိုင်းမျိုးတစ်ခုအကုန်ပျက်စီးသွားတယ်ဆိုရင်အကုန်လုံးကဘာမှဆိုလိုရတာပဲလေရေရေရစစားဖို့ဝတ်ဖို့ဟိုမျိုးသမီးတွေဆိုပုံစံအောင်နော်အဲ့ဘောဟာလေးတွေအများကြီးလိုရတယ်ဘာပဲကူကူဘာပဲလှူလှူပါဘလို့ဘူးဆိုတော့မရှိပါဘူးထိတိယဖြစ်ဖို့ပဲလိုရပါတယ်ဟုတ်အဲ့လိုမျိုးတွေကျွန်တော်ခုကတော့လူတွေထဲမှာစံတော့ပါဒါပေမဲ့အဲ့လိုပေါ့ ဟိုဆန်ပေါင်းဆိုဆန်ကကျွန်တော်လူတယ်မှာပါတယ်သူလည်းလာလူပေးပြီးတော့အကုန်တွတ်လူတယ်မှာပါတယ်ဟိုအဲ့လိုဆန်လူခဲ့တာလည်းပါတယ်ပြီးတော့ပြခောက်ဆဲဘမခောက်ဆဲပါတယ်ကျွန်တော်ကျွန်တော်လူတယ်မှာအဲ့အဲ့ဥစားမိုးအိပ်ပါတယ်ပြီးတော့ဒွေးပစိုးပါတယ်ဟုတ်ဘလို့နေလဲဆိုစေပြခောက်ဖြစ်တာပေါ့ကွာဘလို့အားပေးစကားပြောရမှာမသိတာလေအဲ့လိုမျိုးဟာလေးတော့တကယ်ဖြစ်တယ်ဘာလို့လဲဟိုသူတို့လည်းဓာတ်ဝုတ်ဖြစ်လိုက်ပဲလို့ဘယ်တော့မှအိမ်ဘက်တော့မဖူးခဲ့မှာမဟုတ်ဘူးလေကျွန်တော်အဲ့အမိုးဟာလေးကိုကိုကျင်းစာမိပါတယ်ဟုတ်ဟုတ်တယ်အဲ့လိုမျိုးဘလို့ဖြစ်သွားရလဲလို့ တော်အကျိုးကြောင့်မေးဖို့အတွက်တော့မေးမထွက်ဘူးကွာဘလို့ကြုံရလဲဆိုတော့စိတ်မကောင်းဖြစ်တာပဲရှိရပါကြုံရတာတော့ကိုကိုတိုင်းဟိုဖြစ်တာမဟုတ်တဲ့ခါကြတာလေဟိုကျွန်တော်အဲ့လိုမျိုးတွေမြင်ကွင်းတွေမြင်ပြီးတော့ဟိုစိတ်မကောင်းဖြစ်တာပေါ့နော်အဲ့လိုမျိုးရှိပါတော့ရှိရကြောရှိခိုင်စင်းစင်းသွားပါလေအလုံးလူလေးတဲ့ကြော ဆုံးသွားပါတယ်ခင်ဗျာအကြည့်လာပြပါခင်ဗျာဘယ်လိုကောင်းလဲဆိုတော့ရေပြင်းတော့ကတော့ကျွန်တော်ခုနပြောလို့ပေါ့ရေကြီးပြီးတော့ပြန်ကျသွားတဲ့ခါကျရင်ကိုလိုရတဲ့ပစ္စည်းကိုကိုတော့ပစ္စည်းတွေကသူသုံးလို့ရတဲ့ခါကျတယ်မတုံးလို့ဟိုသုံးလို့မရတဲ့ခါမျိုးရှိပါတော့เนาะဒီလိုမျိုးငလင်ကြတော့သူ့အနေနဲ့သူအိမ်အလုံးလိုက်ပြူကြသွားတာတော့အဲပစ္စည်းဆုံးရှုံးမှုတွေပြီးတော့နောက်တစ်ခုက ဟိုလူဆုံးရှုံးမှုတွေပုံများတယ်လို့ကျွန်တော်ထင်ပါတယ်ရေဘီတော့လည်းလူဆုံးရှုံးမှုရှိပါတယ်ဒီငလင်မှာလည်းငလင်ကတော့ဘာမှပြန်မရဘူးပေါ့နော်အဲ့လိုမျိုးဟာလေးတော့ဟိုကျွန်တော်မြင်မိပါတယ်ကျွန်တော်ကြော်ဝေဘက်ကတော့ကျွန်တော် service ဆင်းပြီးသွားပြီပြီးတော့ပျော်ပွဲလည်းထီတယ်ပြီးတော့မန္တလေးစကိုင်းအင်းလေးအင်းဝဟိုဟာတချို့တဒူးထီခါကြတဒူးဘောက်ကြတော့ဒီဘက်ကနေပဲလှမ်းပို့ပြီးတော့လူဖြစ်တယ်ဟုတ်လူကသာပြီးလဲဆိုတော့မထင်မထင်ဟာပေါ့တချို့ဆိုရင်ချွတ်ဟာဆိုရင်ကျွန်တော်ဒီမန္တလေးဘက်ပါဆိုရင်တိုက်နေတိုက်တိုက်ကြီးအများကြီးအဲ့အများကြီးပေါ့ဗျအလဲမတစ်လုံးနဲ့ပြူနေတာပြူပြူသွားတာတော့ပြီးတော့အရှိ့ကို ဒီလိုကြီးငိုက်သွားတာတော့ပြီးတော့ဓာတ်တိုင်ကျိုးပြီးတော့ဟိုတော်အိမ်ပေါ်တော့ပြီးပြီးတော့ဒီအောက်ပိုင်းအောက်ပိုင်း frame ကဒီလိုကျုံသွားချမ်းနဲ့ကျုံသွားတာအဲ့လိုမျိုးအများကြီးတွေ့ခဲ့ရတာဟိုပြောမလို့ဆိုအိမ်တူကြီးရတော့ကြီးတယ်ပဲသူဟိုအဲ့အိမ်အဲ့လမ်းလမ်းလမ်းဓာတ်ပါအကုန်လုံးမဟုတ်ပါနဲ့အဲ့လိုမျိုးအိမ်လေးတွေ့ခါအော်ဘေးဒါအိမ်တွေဘာမှဖြစ်ချောင်တော့တော်သေးတယ်ဆိုတာမျိုးပြီးတော့မြင်မိတာပါတော့အဲ့လိုမျိုးဟာတွေတော်တော်အံ့ဩကောင်းတာပြီးတော့ဒီပြောရင်အဆောက်အဦအမြင့်တွေတော်တော်များများထီးတယ် ောက်အဲ့လေးကြီးတော့တွေ့တယ်သွားခဲ့ဟာကျောင်းနာမယ်ကြီးကကျွန်တော်အလုံးမရဘူးကျောင်းနာမယ်ကအလုံးမရကျွန်တော်ဒီဆရာလေးအပါလေးတဲ့အာ၄၀ကျွန်တော်ဒီတင်းသိန်းသိုးအတွက်ယာယီဂျာယီကျောင်းတော်တဲ့တယ်လီဆော့ပြပေးခဲ့တယ်။ကျန်တဲ့ဟာကတော့ကျွန်တော် ီစကိုင်းမှာအထိုင်နေရချိန်မှာဒီမှာ iPhone လို့ the lock တော့နေပြီးတော့လာကူလာလူတဲ့အကိုတွေကိုကျွန်တော်လိုက်ပို့ပေးဖြစ်တယ်ပေါ့နော်အဲစာတင်လိုက်ဒီအဲဆယ်လေးကျောင်းဆောင်နေဟုတ်အဲ့ရမိုးဒီတော့ဟာလိုက်ကူညီပေးဖြစ်ပါတယ်ကိုမအထိုင်အထိုင်နေပြီးတော့ကျွန်တော်ဘောပါတစ်ခါမှမကြုံဘူးကြုံဘူးဆိုတော့လေဟိုငလင်းအခုတစ်ခါလှုပ်တဲ့ခါသူကကြာလဲကြာတယ်ပြီးတော့တော်တော်လေးကျန်းတယ်ပြန်မှာဟိုတော်တော်ကြီးကိုကျန်းတယ်ကွာဒီကအဲ့လောက်တိဖြစ်မယ်လို့လည်းမထင်တော့ဒါပေမဲ့တော်တော်များဖြစ်သွားကြတယ် ဒီရန်ကုန်မှာသာမဖြူဘူးရန်ကုန်မှာသာဖြစ်တော့ဖြစ်တော့ဒါပေမဲ့အဲ့မန္တလေးစကိုင်းတို့ပါလို့ပို့ဆိုတယ်အင်းဝဆိုလို့ဟာအင်းဝပဲဆိုပြီးတော့အင်းလေးတော်တော်များများဆိုးတယ်ကြသူတို့ခက်ခဲတယ်ဗာဘာပြောဒီအတိုင်းမြုံတစ်ခုအကုန်ပျက်စီးသွားတယ်ဆိုရင်အကုန်လုံးကဘာမှဆိုလိုတာပဲလေရေရေရစစားဖို့ဝတ်ဖို့ဟိုမျိုးသမီးတွေဆိုပို့ဆိုတော့နော်အဲ့ဘိုးဟာလေးတွေအများကြီးလိုတယ်ဘာပဲကူကူဘာပဲလှူလှူပါဘလို့ဘူးဆိုတော့ ရှိပါဘူးထိတိယဖြစ်ဖို့လိုအပ်ပါတယ်ဟုတ်အဲ့လိုမျိုးတွေကျွန်တော်အခုကတူတယ်တဲ့မှာဆန်တော့ပေါ့ဒါပေမဲ့အဲ့လိုပေါ့ဟိုဟာဆန်ပေါင်းဆိုဆန်ကကျွန်တော်တို့လူတွေတော့ပါတယ်သူလည်းလာလူပေးပြီးတော့အကုန်တွတ်လူတွေတော့ပါတယ်ဟိုအဲ့လိုဆန်လူခဲ့ရတယ်လည်းပါတယ်ပြီးတော့ပြခောက်ဆဲဗမာခောက်ဆဲပါတယ်ကျွန်တော်ကျွန်တော်လူတွေတော့အဲ့အဲ့ကိုစားမိုးအိပ်ပါတယ်ပြီးတော့ဒွေးပစိုးပါတယ်ဟုတ်ဘလို့နေလဲဆိုစေပြခောက်ဖြစ်တာပေါ့ကွာဘလို့အားပေးစကားပြောရမှာမသိတာလေအဲ့လိုမျိုးဟာလေးတော့တကယ်ဖြစ်တယ်ဘာလို့လဲတော့ဟိုသူတို့လည်း ဒါမျိုးဖြစ်လိမ့်မယ်လို့ဘယ်တော့မှအိမ်ဘက်တော့မဖူးခဲ့မှာမဟုတ်ဘူးလေကျွန်တော်အဲ့အမျိုးဟာလေးတော့ကိုကျင်းစာမိပါတယ်ဟုတ်ဟုတ်တယ်အဲ့လိုမျိုးဘလို့ဖြစ်သွားရလဲလို့ကျွန်တော်အကျိုးကြောင့်မေးဖို့အတွက်တော့မေးမထွက်ဘူးကွာအဲ့လိုတိကိုဖြစ်တယ်ဘာလို့လဲဆိုတော့တချို့တွေဆိုရင်ကွာတကယ်ခံစားအခုကျွန်တော်တွေ့ခဲ့တယ်ကွာတကယ်ခံစားတကယ်ဖြစ်တဲ့လူတွေဆိုတော့ရှိရင်ကျို့ကြတော့ဘာပွင့်နေပြောရင်ငကိုတွေကလည်းငကိုတွေကလည်းတို့ရှိရဟာအခုမျိုးဇာလူတွေဟာတွေ့ရခါကျတော့တင်ပါ ဘယ်လိုခေါ်မလဲတကယ်တကယ်ဖြစ်သွားတဲ့လူတွေကအဲ့လောက်အဲ့လောက်လူဝိုးတဲ့သူတို့ကအလူခံမှုတဲ့သူတို့ကဟိုပါမရှိသူတို့အပူနဲ့သူတို့များတယ်လေတကယ်တမ်းပြောမယ်ဆိုရင်အဲ့လိုဘယ်လိုပြောမလဲဘာလူပဲကြည့်တဲ့ခါကျတော့ဘာလို့ဆိုရင်တန်းစီစောင့်နေပြီကွာအလူအဲ့ဘိုးဟာလေးမျိုးလေးတွေ့ရပြီးတော့အဲ့ဒီမှာတကယ်ဖြစ်တဲ့လူတွေလည်းပါလို့ ဟိုကျွန်တော်တကယ်လိုအပ်တဲ့လူတွေပါလို့ဟိုဘလို့တို့တဲ့သူကိုနောက်တန်းစီရဲ့လူလည်းပါရင်လည်းပါတော့ဒါစော်ကားပြောတော့မဟုတ်ဒါပေမဲ့ကျွန်တော်မြင်တချို့ရဆိုရင်တော်တော်ဆိုးပါပဲအဲ့လူတွေရက်တာလို့ပါပဲကျွန်တော်ကတော့မကြုံဘူးဒါအဲ့လူမျိုးတွေကြားတာပါတော့အဲ့မိုးဟာလေးတော့မဖြစ်သင့်ဘူးလေတော့ကျွန်တော်စိတ်နဲ့ပြောရရင်တော့ဘာလို့လာလူပေးတဲ့လူကအဲ့လိုမျိုးမျိုးလူတွေရက်တယ်ဆိုတော့ဘာလို့လဲဆိုတော့တခုတကလာရတာလေပြီးတော့လှူကျင်တဲ့စိတ်တခုနဲ့လာတဲ့ခါကျတော့အကုန်လုံးအဆင်ပြေပြေလည်လည်းတကယ်ထီးရရောက် ရသွားဆိုသူတို့လည်းကောင်းတယ်လေဒီပဲလှူသွားတဲ့အလှရှင်တွေလည်းစိတ်ချမ်းသာတယ်ဖြစ်တယ်လေကျွန်တော်အဲ့လိုလေးတော့ကျွန်တော်ညီမိပါတယ်ဟိုဘယ်တော့ပဲလှူပါဟိုတစ်ချက်ပဲလှူတရားပဲလှူကိုလှူတဲ့ဟာတကယ်လိုအပ်တဲ့နေရာမှာကိုတိလက်ရောက်သွားလို့ပဲအလှူဝင်နေပဲဖြစ်ဖြစ်လှုပ်အားလည်းပဲဖြစ်ခေါ်အားလည်းပဲဖြစ်ကိုလှုပ်ပေးလိုက်လို့တစ်ဖက်လူအစဉ်ပြေသွားတဲ့ဆိုရင်ကိုပဲကျွန်တော်ကျဉ်းနေတာပါပဲဟုတ်ပြီးပြီဖြစ်တာပါဘာ